စစ်ကောင်စီဟာငလျင်ဘေးကြောင့်ဘလောက်ပဲပျက်စီးပါစေစစ်ရေးမှာနေမြေတွေဘလောက်ပဲဆုံးရှုံးပါစေ ရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့ရည်ရွယ်ထားပုံရပါတယ်အဲ့ဒီအချိန်မှာမမျောလင့်ပဲလာရှုမျိုးကနေ MNDAA ကုကအဖွဲ့တွေ April 27နောက်ဆုံးထားပြီးပြန်လည်ရုပ်သိမ်းမယ်ဆိုတဲ့သတင်းထွက်လာပါတယ်ဒါဟာတရုတ်ရဲ့ဖိအားကြောင့်ဖြစ်ပြီးတခြားညီနောင်အဖွဲ့တွေအပေါ်လဲ ဖိအားပေးလာနိုင်ဖွယ်ရှိပါတယ်။ငလျင်ဘေးအလွန်မှာလဲစစ်ကောင်စီဘက်ကထာဝရအပြစ်ခတ်ရစရေးအရေးအယောင်မတွေ့ရသလိုတိုင်းရင်းသားနဲ့ဒေါ်လန်ရဲ့လက်နက်ကင်အဖွဲ့တွေအပေါ်ပိုပြီးပြင်းထန်တဲ့ထိုးစစ်တွေဆင်လာပွဲရှိပါတယ်။ငလျင်ကြောင့်နိုင်ငံတကာရဲ့လူသားချင်းစာနာစိတ်နဲ့ထိတွေ့ဆက်ဆံလာတာကိုတရားဝင်အသိအမှတ်ပြုမှုငတ်မွနေတဲ့စစ်ကောင်စီကအောင်မြင်မှုတစ်ခုလို့ယူဆနေပါတယ်။ ငလျင်ဂယုနာနဲ့နိုင်ငံတကာထိတွေ့ဆက်ဆံလာမှုကိုအတုအယောင်ရွေးကောက်ပွဲကျင်းပခြင်းအပြင်စစ်ကောင်စီဟာအာဏာသက်တမ်းကိုဆွဲဆန့်တော့မှာပါ။